မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်မရှင်ရဲ့ရွှေကောက်ပွဲဟာစဉ်စားမရနိုင်အောင်ဖြစ်ရတယ်လို့ကုလလုတ်အခွင့်ရေးအကြီးအကဲပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်2025ဒီဇင်ဘာနဲ့2026ဇန်နဝါရီကြားစစ်ကောင်မရှင်ကျင်းပမယ်ဆိုတဲ့ရွှေကောက်ပွဲကိုစဉ်စားလို့တော့မရနိုင်ဘူးလို့ကုလသမဂ္ဂလုတ်အခွင့်ရေးအကြီးအကဲ Foka Truck ကပြောလိုက်ပါတယ် တော်လည်းတက်တွေကသူတို့ထိန်းချုပ်ထားတဲ့ဒေသတွေမှာရွေးကောက်ပွဲကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့ပြောထားပြီးစစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာနေထိုင်ကြတယ်ပြည်သူတွေအနေနဲ့လည်းရွေးကောက်ပွဲကိုပိုးပန်ရုံနဲ့ထောင်တန်းဒါမှမဟုတ်တည်တန်းချမှတ်ခံရနိုင်တဲ့ဥပဒေတွေရှိနေတယ်လို့သူကပြောပါတယ်ကံမကောင်းတာကမြန်မာနိုင်ငံရဲ့အခြေအနေကိုနိုင်ငံတကာမီဒီယာတွေအာရုံမစိုက်နိုင်ဖြစ်နေပြီးပြည်သူတွေဒုက္ခရောက်နေကြတယ်လို့ဘော့ကာထရက်ကပြောပါတယ် NLD အပါအဝင်ဒီမိုကရေစီလိုလာတဲ့အုပ်စုတွေကရွေးကောက်ပွဲကိုအထူးရောက်ရွေးကောက်ပွဲဖြစ်တယ်လို့ပြောဆိုပြီးပယ်ချထားကြပါတယ်။ ် KNU နဲ့ NUG တို့ကလည်းရွေးကောက်ပွဲကိုသပိတ်မောက်ကြဖို့စော်ဩထားပါရယ်စစ်တပ်ကဒေသအများကြီးအပေါ်မအုပ်ချုပ်နိုင်တော့တဲ့အနေအထားမှာကျင်းပမဲ့ရွေးကောက်ပွဲဟာဘလို့မှအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်မလာနိုင်ဘူးလို့လေ့လာသူတွေကပြောပါရယ်နိုင်ငံတကာရဲ့ကန့်ကွက်ရှုတ်ချမှုတွေနဲ့ရင်ဆိုင်လာရတဲ့အချိန်မှာစစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကရွေးကောက်ပွဲဟာပြည်တွင်းရေးဖြစ်ပြီးမြန်မာပြည်သူတွေကထောက်ခံရင်အောင်မြင်ပြီးဖြစ်တယ်လို့ပြောဆိုထားပါရယ် လက်တွေ့မှာတော့စစ်ကော်မရှင်ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲကိုမထောက်ခံသူများပြားနေကြောင်းမကြသေးခင်ကကောက်ယူခဲ့တဲ့စစ်တမ်းတရက်မှာဖော်ပြထားပါတယ်။အတိုက်အခံနိုင်ငံရေးပါတီတွေကိုတားမြစ်ထားပြီးနိုင်ငံရေးသမားအများအပြားကိုလည်းဖမ်းဆီးထောင်ချထားချိန်မှာကျင်းပမယ့်ရွေးကောက်ပွဲဟာတရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိဘူးလို့ကုလအကြီးကဲကလည်းပြောဆိုထားပါတယ်။စစ်ကောင်ဆောင်တွေကျင်းပမဲ့ရွှေကောက်ပွဲဟာလွတ်လပ်မျှတတဲ့ရွှေကောက်ပွဲဖြစ်လာနိုင်စရာအကြောင်းမရှိတာကြောင့်မိမိတို့ထောက်ခံမှာမဟုတ်ကြောင်းမျိုးစီလက်လွတ်တော်ကကြေညာထားပါတယ် စစ်ကော်မရှင်ခန့်ထားတဲ့ရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကို၃ပိုင်းခွဲပြီးကျင်းပဖို့အစီအစဉ်ထားပြီးစစ်တပ်ကသူတို့ထိန်းချုပ်မထားနိုင်တဲ့ဒေသတွေမှာလည်းရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားပါတယ်။မှတ်ပုံတင်ထားတဲ့ပါတီ58ခုရှိပြီးကြံခိုင်ရေးအပါအဝင်6ပါတီကနိုင်ငံတော်ဝန်ရွေးကောက်ပွဲဝင်ပြိုင်ဖို့အစီအစဉ်ထားပါတယ်။မြန်မာနိုင်ငံရဲ့မျိုးပေါင်း330တဲက284မျိုးမှာရွေးကောက်ပွဲကျင်းပသွားမယ်လို့ရွေးကောက်ပွဲကော်မရှင်ကကြေညာထားပေမယ့်စစ်တပ်မထိန်ချုပ်နိုင်တဲ့မြို့တွေလည်းပါဝင်နေတာကြောင့်ရွေးကောက်ပွဲကျင်းပနိုင်ဖို့မတိကျတဲ့အခြေအနေဖြစ်နေပါတယ် ဒီတော်တွင်ရွေးကောက်ပွဲကိုဝေဖန်မှုနှောက်ယှက်မှုဆွဲချက်နှင့်အရေးယူခံထားရတဲ့ပြည်သူ120ကျော်ရှိပြီဖြစ်ကြောင်းလေလာသူတွေရဲ့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဆက်လက်ပြီးစစ်ဆောင်အရေးကူညီပေးဖို့အာဆီယံနဲ့နိုင်ငံတကာကိုမွန်ကောင်စီနှစ်ဖွဲ့ဖိတ်ခေါ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရွေးကောက်ပွဲအကြိုကာလမှာမိုးပြင်းရဲ့အတွင်စစ်တပ်ရဲ့ထိုးစစ်တွေရှိလာနိုင်တဲ့အတွက်စစ်ပေးရှောင်အရေးအတွက်လည်းတိုးလာနိုင်တာကြောင့်လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေးအာဆီယံနဲ့နိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုကိုမွန်ကောင်စီနှစ်ဖွဲ့ကဖိတ်ခေါ်ပါတယ်။ မွန်ပြည်နယ်အတွင်းလူသားချင်းစာနာမှုလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်သွားရေးနဲ့ပတ်သက်ပြီးမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့မွန်ပြည်နယ်အတိုင်းပင်ကံကောင်စီ MFCC တို့နိုဝင်ဘာ12ရက်နေ့မှာကြေညာချက်တစောင်းပူးရဲထုတ်ပြန်ပါတယ်။2021ခုနှစ်အာနာသိန်းချိန်ကစပြီးမွန်ပြည်နယ်အတွင်းရှိဒေသခံပြည်သူတွေဟာစစ်တပ်ရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်မတည်ငြိမ်မှုအကြမ်းဖက်မှုနဲ့အိုးမဲ့အိမ်မဲ့ထွက်ပြေးမှုတွေကြုံတွေ့နေရပြီးပြည်သူတွေထောင်ပေါင်းများစွာစစ်ပေးတဲ့ခံစားနေရတာပါ။ ဒါကြောင့်လူသားချင်းစာနာမှုအကူအညီတွေကိုလျင်မြန်ထိရောက်စွာပို့ဆောင်နိုင်ရေးအထူးသဖြင့်အာဆီယံဒေသအတွင်းလူသားချင်းစာနာကူညီရေးအဖွဲ့တွေရက်ရွာအခြေပြုအဖွဲ့တွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းရဲ့ပူးပေါင်းပါဝင်မှုကိုမွန်ကောင်စီနှစ်ဖွဲ့ကဖိတ်ခေါ်တာဖြစ်ပါတယ်။လက်ရှိမှာစစ်အာဏာရှင်ကစီစဉ်ထားတဲ့အထူးရောက်ရွေးကောက်ပွဲအတွက်ရည်ရွယ်ချက်ထားပြီးမွန်ပြည်နယ်ကမြို့နယ်အများစုမှာတိုက်ခိုက်မှုတွေဆက်လုပ်နေတာကြောင့်လာမယ့်လတွေအတွင်းအိုးအိမ်မဲ့ထပ်မံဖြစ်ပေါ်လာနိုင်တဲ့အရေးပေါ်အခြေအနေကိုညွှန်ပြနေတယ်လို့ဆိုပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောက်စီ MSFC ပြောခွင့်ရနိုင်မွန်ဆိုင်ကရွေးကောက်ပွဲမတိုင်ခင်မွန်တောင်ပိုင်းနဲ့မြောက်ပိုင်းကိုစစ်တပ်ကထိုးစစ်ဆင်လာနိုင်တဲ့အတွက်စစ်ပေးရှောင်တွေတောင်ခနဲအထိတိုးလာနိုင်တယ်လို့သတင်းဌာနကပြောပါတယ်လလစေရွေးကောက်ပွဲမတိုင်ခင်ထိုးစစ်တွေတထုံကြိုက်ထုံဖီလင်းကြိုက်မယောတန်ဖြူစရက်ရေးဘက်ထိုးလာနိုင်ကြရှိတယ်။အဲ့ဒီမှာအရက်သားတွေထိခိုက်နိုင်ပါတယ်။လလစေစရင်အရစစ်ပေးရှောင်တွေတိတ်မများသေးပါဘူး။စုစုပေါင်း2000လောက်ရှိတယ်။ ်ထိုးစစ်တွေအကြီးအကျယ်နဲ့တပြိုင်တည်းလှုပ်လာမယ်ဆိုရင်9000အထိတိုးလာနိုင်တယ်လို့ဆိုပါတယ်မြို့နယ်10ခုရှိတဲ့မွန်ပြည်နယ်မှာလောလောဆယ်မြို့နယ်ခုနှစ်မြို့နယ်ကအပြစ်မဲ့ပြည်သူတွေကိုရက်ဆက်ကြမ်းကြုတ်ပြီးတည်ကျပြက်စီးစေတဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူအများအပြားအိုးမဲ့အိမ်မဲ့တွေထပ်ဖြစ်လာနိုင်တဲ့အပေါ်မွန်ကောင်စီနှစ်ဖွဲ့ကတုံ့ပြန်ရေးအစီအစဉ်တွေချမှတ်ခဲ့ကြတာပါဒါကြောင့်မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့မွန်ပြည်နယ်အတိုင်းပင်ခံကောင်စီ MSCC တို့နိုဝင်ဘာလ17ရက်နေ့မှာအရေးပေါ်ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ်ပူပေါင်းကူညီရေးစနစ်တွေကိုအားဖြည့်ဆောင်ရွက်ရေးသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ပူပေါင်းဆောင်ရွက်မှုအရာစေဘေးဆောင်ပြည်သူတွေရဲ့အချက်အလက်တွေကိုတိကျစွာစီစစ်မှတ်တမ်းတင်သွားမှာဖြစ်ပြီးဒုက္ခသည်မိသားစုတွေကိုဘေးကင်းလုံခြုံစွာရွှေ့ပြောင်းနေရာချထားရေးအကူအညီပေးသွားမှာဖြစ်ပါတယ်။ကြပြင်းအစာအစာယာယီနေရထိုင်ခြင်းနဲ့ကျန်းမာရေးအထောက်ပံ့တွေစနစ်တကျဖြန့်ဝေထောက်ပံ့သွားမှာဖြစ်ပြီးဒေသခံအဖွဲ့တွေရရွာကွန်ရက်တွေနဲ့ပူပေါင်းကကုညီတုံးပြန်ရေးရန်နေရတွေဖော်ဆောင်တာတွေကိုလည်းပူပေါင်းအကောင့်ထဲဖော်ဆောင်သွားမယ်လို့ဆိုပါတယ် ဒီလုပ်ငန်းတွေကိုလူသားဆန်မှုကြားနေမှုဗတ်မလိုက်မှုတာဝန်ခံမှုဒေသခံဥဆောင်မှုစတဲ့အခြေခံမှုတွေအပေါ်အခြေခံကဆောင်ရွက်သွားမှာဖြစ်ပြီးအကူအညီတွေကိုလူထုဘဟုပြုပွင့်လင်းမြင်သာမှုခွဲခြားမှုမရှိစွာစီစဉ်သွားမယ်လို့အတည်ပြုထားတာပါနိုင်မွန်ဆိုင်ကတော့နေဆက်ကနေနိုင်ငံတကာရဲ့အကူအညီတွေရရှိမှုလျော့နေသွားတဲ့အတွက်ပရိပခဒေတာမှလူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ASEAN AHA စင်တာကိုတောင်းဆိုရလို့သတင်းဌာနကပြောပါတယ် နိုင်ငံတကာအကူအညီတွေကနေဆက်ကိုဖြတ်ကျော်ပြီးဝင်လာရရှိတယ်။ဒါပေမဲ့နိုင်ငံတကာအကူအညီတွေရောနေသွားတယ်။ ASEAN AHA Center ကအကူအညီတွေမရဘူး။ဒါကြောင့် ASEAN ကိုတောင်းဆိုချင်တာကပြည်ပခဒေတာမှာအကူအညီတွေ ပေးရဖြစ်ပါတယ်လို့ဆိုပါတယ်။လူသားချင်းစာနာရေးအကူအညီတွေကိုအမတ်တကယ်ထိခိုက်ခံစားနေရသူတွေထံရောက်ရှိနိုင်ရေး ASEAN နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တိုက်ရိုက်ချိတ်ဆက်လက်တွဲပြီးမိမိတို့တော်လည်ရင်အားစုတွေထိန်းချုပ်ထားတဲ့နေမြေတွေကနေတဆင်ပုံမှုကူညီထောက်ပံ့ပေးအပ်နိုင်ရေလှုပ်ဆောင်သွားမယ်လို့အတည်ပြုတာပါ မွန်ကောင်စီနှစ်ဖွဲ့အနေနဲ့မွန်ပြည်နယ်အတွင်းပြည်ပခတွေကြောင့်ထိခိုက်ခံစားနေရတဲ့အယက်သားပြည်သူတွေရဲ့အသက်လုံခြုံရေးဘေးကင်းရေးနဲ့လူသားချင်းစာနာအကူအညီတွေကိုပူးပေါင်းကူညီပံ့ပိုးကာကွယ်ဖို့အထူးတကားကတိကဝတ်ပြုတယ်လို့အတည်ပြုထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမောရုံစက္ကန်သိန်းတိုက်ပွဲ120မမလက်နက်ကြီးနှစ်လက်အပါအဝင်လက်နက်ခဲယမ်းတွေသိမ်းရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်း မြန်မာထိုင်းနယ်စပ်ကစစ်ကောင်စီရဲ့မောတောင်နယ်စပ်စခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU KNLA မြေတဝဲခရိုင်တပ်မဟာလီဖူးပေါင်းတပ်တွေကဒီကနေ့နိုဝင်ဘာ14ရက်မနက်ပိုင်းမှာတိမ့်ပိုက်နိုင်ခဲ့ရာ120မမလက်နက်ကြီးနှစ်လက်အပောက်ပင်လက်နက်ခဲယမ်းတွေတိမ့်ပိုက်ရရှိခဲ့ကြောင်းစစ်ရေးတရင်ရင်းမြစ်တအူကပြောပါရယ်မောတောင်နယ်စပ်စခန်းကိုတော်လန်ရေးဖူးပေါင်းတပ်တွေက3လလောက်ဖိတ်ဆို့ဖျက်တောက်ပြီးနိုဝင်ဘာ17ရက်မနက်မှာထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲလျက်မြောက်နိုဝင်ဘာ14ရက်မနက်အစောမှာစစ်ကောင်စီတပ်တွေထွက်ပြေးသွားတာဖြစ်ပါရယ် စစ်ကောင်စီကနိုဝင်ဘာ10ရက်ညကလေးကလက်နက်ကြီးတွေပစ်ခတ်တာလေကြောင်းပစ်ကူပေးတာတွေလုံဆောင်ခဲ့ပေမဲ့နေဆက်ကုံသွေးရေးစခန်းကိုထပ်မံသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။120မမနှစ်လက်တော့ပါရပုံအကုန်လုံး APC နေမြေရှင်းလင်းတဲ့အပိုင်မပြီးသေးဘူးလို့စစ်ရေးတရင်ရေးမြက်ကလက်နက်ခရံသိမ်းပိုက်ရရှိမှုအခြေအနေကိုပြောပါတယ်။မော်တော်စကန်သိမ်းပိုက်နိုင်မှုကို KNU မိတ်တဝဲခရိုင်ပြောရေးဆိုခွင့်ရှိသူ Professor Anna ကအတည်ပြုပါရယ်။လက်နက်ခရိုင်သိမ်းပိုက်ရရှိမှုတွေရှိပေမဲ့မြေပြင်တရင်တွေအသေးစိတ်မသိရသေးဘူးလို့ပြောပါရယ်။ မောတော်စခန်းဟာစစ်ကောင်စီအင်အား၁၀၀လောက်တပ်ဆွဲထားတဲ့စခန်းဖြစ်ပါတယ်။စစ်ကောင်စီကမောတော်ကုန်းသွေးရေးလမ်းကြောင်းပြန်လည်ထိန်းချုပ်နိုင်ဖို့2024နှစ်ကုန်ပိုင်းကလေးကထိုးစစ်ဆင်နေပေမယ့်သူတို့ရည်မှန်ချက်မအောင်မြင်ပေနေဆက်ကုန်းသွေးရေးစခန်းကိုပါလက်လွတ်လိုက်ရတာဖြစ်ပါတယ်။မောတော်နေဆက်စခန်းဟာအရင်က KNU မိတ်တဝဲခရိုင်တနင်္သာရီမြို့နယ်ဌာနချုပ်အခြေဆိုင်ရာနေရာဖြစ်ပြီးစစ်တပ်က1992မှာထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း33နှစ်အကြာမှာပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ KNU တက်မဟာလီနဲ့တော်လရေးပူပေါင်းတပ်တွေဟာစစ်ကောင်စီရဲ့ထိခိနေဆက်စခန်းအပါဝင်မြန်မာထိုင်းနေဆက်တလျှောက်ကစစ်ကောင်စီစခန်းတွေကိုအခုနှစ်တွင်မှဇက်တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်